ီရင်းခွန်များဦးစီးဌာနရဲ့တရားဝင် website ကိုပုံတူကူပြီးပြည်သူများရဲ့ကိုယ်ရေးချက်လက်များတို့ဆက်သွဲကငွေကြေးတောင်းခံခြင်းနဲ့သိဆောင်ဖျောင်းခြင်းများရှိတာကြောင့်သတိပြုရန်ပြည်ရင်းခွန်များဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ပြည်ရင်းခွန်များဦးစီးဌာနရဲ့တရားဝင် website ကိုပုံတူကူပြီးမတမာသူများကအခွန်ထမ်းပြည်သူများရဲ့ကိုယ်ရေးချက်လက်များကို social media မှာတစင်ဖြစ်စေတယ်လီဖုန်းဖြင့်ခေါ်ဆိုဆက်သွယ်ပြီးငွေကြေးတောင်းခံခြင်း website တူတို့ဝင်ရောက်စေပြီး mobile application ကို download လုပ်ရန်သိဆောင်ဖျောင်းလျက်ရှိတာကြောင့်အထူးသတိပြု ကြရန်နှင့်တနင်္လာဖြစ်ပွဲတစုံတရာရှိပါကတယ်လီဖုန်းနံပါတ်3960 343 3နဲ့3960 3433533ထံသို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းဦးစီးဌာနရဲ့တရားဝင် URL ဟာ www. ird.gov.mm ဖြစ်ကြောင်းဦးစီးဌာနကတရားဝင် website မှာဖော်ပြထားပါတယ်။2025ခုနှစ်ဩဂုတ်လတွင်ကလည်းပြည်ရင်းခုံဦးစီးဌာနမှဟုတ်ဆိုကာအွန်လိုင်းမှတဆင့်လေးလေးမှုများများပြားခဲ့ပြီးငွေကြေးဆုံးရှုံးရခြင်းများရှိခဲ့ကြောင်းသိရပါသည်။ အခွန်ဆောင်ရမ်းလို့ဆိုကစီးပွားရေးလုပ်ငန်းရှင်အချို့ရဲ့ Viber နံပါတ်များသို့ကနေဦးဆက်သွယ်အကြောင်းကြားလာခြင်းဖြစ်ပြီးနောက်ပိုင်းမှာဖုန်းခေါ်ဆိုမှုများပြုလုပ်ကြောင်း Viber မှာတဆင့်ပေးပို့ထားတဲ့အချက်လက်များမှန်ကန်မှုရှိမရှိစစ်ဆေးပေးရန်ပြောကြားကြောင်းအဲ့ဒီနောက်ပေးပို့ထားတဲ့ link နဲ့ဝင်ရောက်ခါစစ်ဆေးပေးရန်ပြောကြားကြောင်းစီးပွားရေးလုပ်ငန်းရှင်တူကပြောကြားခဲ့ပါသည်အဲ့လိုလေးလေးမှုများမှာစီးပွားရေးလုပ်ငန်းကြီးများသာမကလုပ်ငန်းငယ်များမှလည်းအလားတူပုံစံနဲ့ online လေးလေးမှုများဖြစ်ပွားခဲ့ပြီးငွေကြေးဆုံးရှုံးမှုများရှိခဲ့ကြောင်းသိရပါသည်